ချမ်းသာကြွအောင်လုံးလုံးဘသူမှမဝင်နိုင်တဲ့ရွှေနှိုးချိုကိုတားလေးကိုတိုက်ကျွေးခဲ့တဲ့နေဂျီဦးပရိသတ်များအလုံးမင်္ဂလာပါရှင့်လူပြောများနေရာကတော့နေဂျီဦးကထိုင်းနိုင်ငံမှာတားလေးမွေးတဲ့တရင်ဖြစ်ပါတယ်ဒါပေမဲ့အခုလူတွေစိတ်ဝင်စားပြောနေကြတာကသူမကလေးမွေးဖွားခဲ့တဲ့နောက်ဆက်တွဲတရင်တစ်ခုရှိနေပါတယ်အဲ့ဒါကတော့သူမရဲ့ရင်သွေးလေးကိုတိုက်ကျွေးနေတဲ့နှုတ်အကြောင်းပါပဲဟုတ်ပါတယ်နေဂျီဦးကတာမန်မိခင်နှုတ်ချိုမဟုတ်ပဲမြမငွေသိန်းရာနဲ့ချီတန်ဖိုးရှိတယ်လို့ဆိုကြတယ်ရွှေနှုတ်ကိုတိုက်ကျွေးနေတယ်လို့သိရပါတယ်ရှင် ပရိသတ်တွေတီးကြတဲ့အတိုင်းပဲနေကြည့်ဦးဆိုတော့မြန်မာနိုင်ငံရဲ့ထိတ်တန်းဆက်လေးတူဖြစ်ပါတယ်။သူမကိုရိုင်က influencer, business woman စတဲ့အောင်မြင်မှုတွေကိုရရှိထားတယ်လို့သူမရဲ့မိဘတွေဟာဆိုရင်လည်းနာမည်ကျော်စိမ့်လဲတင်အပန်းဖြေဥယျာဉ်ကြီးကိုပိုင်ဆိုင်ထားတဲ့ထိတ်တန်းလုပ်ငန်းရှင်ကြီးတွေဖြစ်ပြီးတော့ငယ်ငယ်ကလေးကကြည်ကြည်တဲ့ချမ်းသာတဲ့မိသားစုကနေပေါက်ဖွားလာတဲ့သူပါဒါတည်းတစ်ခုတည်းလားဆိုတော့မဟုတ်သေးပါဘူးနေကြည့်ဦးရဲ့ခင်ပွန်းဖြစ်သူဒါလေးရဲ့ဖခင်ဘက်ကလည်းတောင်မညာမဟုတ်ပြန်ပါဘူး သူတို့မိသားစုကမျိုးရိုးစင်စားချမ်းသာလာတဲ့မြန်မာနိုင်ငံရဲ့ထိတ်တန်းရတနာကုံတဲ့တထေးကြီးမိသားစုကဖြစ်တယ်လို့သိရပါတယ်။ဆိုတော့နေကြည်ဦးရဲ့မွေးရပါဒနာအုပ်ဆောင်သူခင်ပုံဘက်ကမျိုးရိုးစင်စားကြွယ်ဝမှုဒီနှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာအခုမွေးပွားလာတဲ့ဒါလီကမြန်မာနိုင်ငံရဲ့အကြီးမားဆုံးသောအမွေဆက်ခံသူတွေထဲကတစ်ယောက်ဖြစ်လာတယ်ဆိုတာကတော့အသေးချပါဒီလိုမျိုးအစဉ်အတန်းမြင်မာတဲ့မိသားစုကသူတို့ရဲ့ပထမဆုံးရင်သွေးဦးလေးကိုမြန်မာနိုင်ငံမှာမဖွေးဖွားခဲ့ပါဘူး။ ။ဒီကနေ့ရပိုင်းတွင်းကပဲအင်းနီဂျင်ထိုင်းနိုင်ငံဘန်ကောက်မြို့ကအစင်းမြင့်ဆုံးဈေးအကြီးဆုံးနိုင်ငံတကာဈေးရုံကြီးတစ်ခုမှာအေးစစေးလုံလုံချုံချုံနဲ့မွေးဖွားခဲ့တာပါ။ဒါအပြင်ကလေးမမွေးခင်ကတည်းကဒီသားလေးအတွက်ထိုင်းနိုင်ငံမှာအင်းတလုံးကြိုတင်ဝယ်ယူထားပြီးသားဖြစ်တယ်လို့သိရပါဗျ။ပို့ပြီးတော့အင်ရောစရာကောင်းတာကအဲ့ဒီအင်ရဲ့တန်ဖိုးကအမေရိကန်ဒေါ်လာတန်းရာနဲ့ချီတန်ဖိုးရှိတယ်ဆိုပြီးတော့တည်င်းနေထွက်ပေါ်ခဲ့ပါသေးတယ်။ ီလောက်ထိကြွယ်ဝချမ်းသာပြီးဒီလောက်ထိပြင်ဆင်ထားတဲ့မိသားစုကသူတို့ရဲ့ရင်သွေးလေးကိုတိုက်ကျွေးတဲ့ဟာရာကလည်းတာမန်ဖြစ်မနေပါဘူး။နေဂျီယူကသူ့ရဲ့သားလေးကိုမွေးဖွားပြီးတဲ့နောက်မှာတဘာဝတိုင်းတာမန်မိခင်တို့ကိုပဲတိုက်ကျွေးနေတာမဟုတ်ဘူးလို့သတင်းတွေထွက်ပေါ်လာပါတယ်။လူမှုကွန်ရက်မှာပြောနေကြတာကတော့သူမဟာသားလေးရဲ့အဟာရပြေဝမှုအတွက်ရွှေနို့လို တင်စားခေါ်ပေါ်ရလောက်တဲ့ အထူးပေါ်ဆက်ထားတဲ့နှိုးကြိုတမျိုးကိုတိုက်ကျွေးနေရလို့ပြောနေကြတာပါဒါကလည်းနေကြည်ဦးကိုယ်တိုင်ဖော်ပြနေရပါဂျာတရားတလောက်ကတော့ဒါကနိုင်ငံတကာကနေအထူးမှယူရတဲ့ဈေးလွန်ကြီးတဲ့အာဟာရဖြည့်ဆွတ်နှိုးတမျိုးဖြစ်ပြီးတော့ကလေးရဲ့ဉာဏ်ရည်နဲ့ကိုယ်ခံစွမ်းအားအကောင်းဆုံးဖြစ်စေဖို့အတွက်တန်ဖိုးကြီးရှားပါတဲ့အာဟာရဓာတ်တွေအပြည့်အဝပါဝင်တယ်လို့ဆိုပါတယ်လူပြောများဆုံးချက်ကတော့အဲ့ဒီနှိုးထဲမှာကလေးရဲ့ဖွံ့ဖြိုးမှုအတွက်အကျိုးပြုတဲ့အစာသုံးနိုင်တဲ့ဗီတာမင်တွေတောင်ပါဝင်တယ်လို့ဆိုနေကြပါတယ်ဒါကြောင့်လည်းဒါ ာကိုရွှေနှုတ်လို့ခေါ်ကြတာပါဒီလိုနှုတ်အမျိုးအစားကမြန်မာငွေနဲ့တွဲ့ရင်သိန်းရာနဲ့ချီကုန်ကြနိုင်တယ်လို့ဆိုပါတယ်ဒီတရင်ကိုကြားရတဲ့အခါမှာပရိသတ်တချို့ကတော့ပိုတယ် over ဖြစ်တယ်လို့ဝေဖန်နိုင်ပေမဲ့ကျွန်မကတော့ဒီကိစ္စကိုရှုထောင့်တဲ့မျိုးနဲ့မြင်ပါတယ်ဘယ်မိခင်မစိုးကိုယ့်ရဲ့ရင်သွေးကိုအကောင်းဆုံးတွေပဲပေးချင်ကြတာသဘာဝပါဒါမှလူတစ်ယောက်ကသူ့ရဲ့ရင်သွေးအတွက်သူသက်နိုင်တဲ့များအကောင်းဆုံးအာဟာရကိုရှာကြွေးသလိုနေကြည်ဦးလို့ချမ်းသာကြောလုံးနေမိခင်တယောက်ကလည်းသူတတ်နိုင်တဲ့အတိုင်းအတာတွေကအကောင်းဆုံးလို့ယူဆလို့ရတဲ့ တဲ့ဈေးကြီးဆုံးနှုတ်ကြိုကိုတိုက်ကျွေးတာကမိခင်မြတ်တာအရာတော့နားလည်ပြီးလို့ရပါရဲ့ရှင်။ နေကြည်ဦးဆိုတာအမြဲတမ်းသူမသုံးသမျှဝေးသမျှတွေကအမြဲတမ်းဈေးအကြီးဆုံးအကောင်းဆုံးတွေကြီးပါပဲအခုသူ့ရဲ့သားလေးအတွက်လည်းအကောင်းဆုံးဈေးအကြီးဆုံးရွှေနှုတ်ကိုရွေးချယ်တိုက်ကြွေးတာကသူမရဲ့ lifestyle သူမရဲ့ပုံရိပ်နဲ့သက်သားရကြပါတယ်သူ့ရဲ့သားလေးကမွေးကလေးကရွှေစွန်းကိုက်ပြီးတော့မွေးလာတယ်လို့အားလုံးကပြောနေကြချိန်မှာအခုရွှေနှုတ်ကိုပါတောက်သုံးရတယ်ဆိုတော့ဒီကလေးရဲ့ခံတရားကလည်းတကယ်ကိုထူးခြားလို့ပါနေကြည်ဦးကသူ့ရဲ့ပရိသတ်တွေကိုအမြဲတမ်းအံ့အားသင့်စေခဲ့တယ်လို့အခုသူသားလေးလောကတွေကိုဝင်လာတဲ့ပုံစံကအစအတ ယ်လူတွေရဲ့စဉ်းစားလို့မရနိုင်တဲ့အဆင့်တစ်ခုမှရှိနေရပါဒီတဲ့င်းနဲ့ပတ်သက်ပြီးတော့ပရိသတ်တို့ရဲ့အမြင်ကဘယ်လိုရှိပါသလဲဒီလိုမျိုးရွှေနှုတ်တိုက်ကြွေးတာကိုရောဘယ်လိုမြင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်